မင်္ဂလာပါကချင်ဝေ့သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆိုင်မဲဖြစ်ပါတယ်။ မနေ့ကဗမော်မျိုးစမျက်နှာပြင်ကိုစစ်ကူတွားတဲ့ရဟန်းရင်ပြတ်ကြတာမန်ကန်ကြောင်စစ်ကောင်စီကထုတ်ပြောလာပါတယ်။မနေ့ကဗမော်မျိုးကိုထောက်ပို့ပစ္စည်းတွေတည်ယူပို့ဆောင်ပေးခဲ့တဲ့စစ်ကောင်စီရဲ့ရဟန်းရင်၃စီးကို KIA နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ခဲ့ရမှာတစည်းပြတ်ကြမိလောင်သွားပြီးတစည်းကရွှေကူမျိုးမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့တရင်တွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးနောက်စစ်ကောင်စီကအခုလိုတရင်ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တရင်ထုတ်ပြန်ချက်မှာတော့အုတ်ချုံမှုဆိုင်ရာထောက်ပံ့ပစ္စည်းများတွားရောက်ပို့ဆောင်ခဲ့ပြီးပြန်လည်ထွက်ခွာလာစဉ် ရဟယင်တစီဗမော်မျိုး၏အနောက်ဘက်မိသားတပေါင်း၄၀၀ခန့်အကွာကိုရောက်ရှိစဉ်ရုတ်တရက်ဆက်ချွေမှု ဖြစ်ပွားကမတော်တဆပြတ်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်လို့ဖော်ပြထားတာဖြစ်ပါတယ်။ရဟယင်အမျိုးအစားနဲ့ပြတ်ကျတဲ့ရဟယင်နဲ့အတူဘဒူရီသေးဆုံးကြောင်းမပါရှိပဲရဟယင်ပြတ်ကျတဲ့နေရာတော်ဝိုက်ကိုသွားရောက်ရှာဖွေကိစ္စရေးဆောင်ရွက်နေကြောင်းဖော်ပြထားပါတယ်။စစ်ကောင်စီကအရင်ကတော်လိုင်းတပ်ဖွဲ့တွေလင်းရင်ပြစ်ချခဲ့တဲ့ဖြစ်စဉ်တွေမှာလည်းဆက်ချွေမှုကြောင်းပြတ်ကျတယ်လို့ပြောခဲ့ပူပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မြစ်ကြီးနားမြို့မှာဒီရက်ပိုင်းလက်နက်ကြီးပစ်ခတ်တံတွေပြန်လည်ကြားနေရပြီးလေကုန်းရက်ကွက်မှာလည်းလက်နက်ကြီးကြပောက်ကွဲခဲ့တဲ့ဖြစ်စဉ်ရှိတယ်လို့ဒေတာခန်တွေကပြောဆိုနေပါဗျ။မေလ19ရက်နေ့ညကအရာဝတီမြစ်ဘေးမှာရှိတဲ့လေကုန်းရက်ကွက်အတွင်ပိုင်းကြားကြီးနှကောင်ရုပ်ထုနာမှာကြရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိကြောင်းသိရပါဗျ။လနဲ့ကြီးဥတီယာလမ်းကြောင်းဟာမြကြီးနာမျိုးရဲ့တဖက်ကမ်းဘက်မှာရှိတဲ့ဝိုင်းမော်မျိုးဘက်ကိုဥတီနေတာဖြစ်ပြီးဒီရက်ပိုင်းအတွင်းလနဲ့ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်နေတာလို့ဆိုကြပါဗျ မနေ့ကလည်းလေရင်ပြောင်းဝဲထံတွေကြားနေရတယ်လို့မြင်ကြီးနာမြို့ကန်တွေက ပြောပါရယ်မေ20ရက်နေ့မနေ့ကလည်းဝိုင်းမော်မြို့နယ်နောင်စီပေါ်ကျေးရွာမှာနေထိုင်တဲ့ဒေသခံပြည်သူတို့အနီးမှာလက်နက်ကြီးပောက်ပွဲခဲ့တာကြောင့်နှလုံးရောဂါအခံနဲ့သေဆုံးသွားခဲ့ပြီးမေ18ရက်နေ့ကလည်းဝိုင်းမော်မြို့နယ်စံကားကျေးရွာအုပ်စုနိကူဒီကျေးရွာကကလေးငယ်တအူကလက်နက်ကြီးပောက်ပွဲမှုကြောင့်ခြေထောက်မှာဒဏ်ရာရရှိခဲ့တယ်လို့ပရဟိတအသင်းတွေထံကသိရပါရယ် မကွေးတိုင်းမြိုင်မြို့နယ်ဘာဟင်ရွာမှာရှိတဲ့ထမင်းဆိုင်တဆိုင်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရဲဘော်၄ဦးနဲ့ထမင်းဆိုင်ပါရှင်အရက်သား၂ဦးတေဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုထံကနေသိရပါတယ်။မေလ၂၀ရက်နေ့မနေ့ကညနေ၅နာရီခွဲလောက်မှာဘာဟင်ရွာကထမင်းဆိုင်တဆိုင်မှာတခြားနယ်ကရဲဘော်တွေထမင်းစားနားနေတဲ့အချိန်တရက်ဦးတက်တိုက်နေရင်တစည်းနဲ့ပေါင်300ဘုံတလုံးကျဲချခဲ့တာဖြစ်တယ်လို့အညာမြေတပ်ပေါင်းစုအဖွဲ့ကဒေသခံရဲဘော်တအူကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွင်ကြာဆုံးသွားတဲ့ရဲဘော်တွေဟာရင်းမာပင် ခရိုင်တပ်ရင်းစနစ်တပ်ခွဲ3 Triple R အဖွဲ့ကတပ်ခွဲမှုရဲဘော်စော်မြတ်ရဲဘော်ဒေးဗစ်ရဲဘော်လင်းယုံနဲ့ရဲဘော်မွန်နိုဖြစ်ပြီးဒေဆုံသွားတဲ့ဆိုင်ရှင်အုပ်ရဲ့အမည်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။ဗဟင်ရွာဟာမြိုင်မြို့နယ်အနောက်ပိုင်းဒေသမြိုင်ပလဲသွားလမ်းပေါ်မှာတည်ရှိပြီးအင်ဂျင်900ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ကြောင်းသိရပါရယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။